အမကဒီလိုပေါ့စိတ်တစားလွမ်းနဲ့တုံ့ပြန်မလို့လာနေရတော့မအောင်ပထမဆုံးသိအောင်လို့ဒီ like ခဲ့တော့ဆိုရဲ album မှာ तू ကဒီသချင်းလေးပါခဲ့တာပေါ့เนาะ ဲ့ဒီမှာလည်းတခြင်းလေးပြန်ပါတယ်အရင်လိုဝမ်မြောက်ခြင်းတွေလင်းခေးဝင်တို့အဓိကပေါ့နော်ယုံနေနှုတ်ဆက်နေစဉ်ကိုအတွေ့များကတဝဲဝဲလေးမင်းနဲ့အရင်လိုဘဝမျိုးရောက်ခြင်းလေးတော့ဘာငလေးများနဲ့လာခြင်း းသဘောကျကြတဲ့ခွေလေးနဲ့နောက်ပြီးတော့တခွေထက်ထွက်ခဲ့သေးတယ်ဆူတောင်းတေးဆိုပြီးတော့အဲ့ဒါတော့ကိုပိုင်တချင်းလေးတွေဆိုကျင်တာနဲ့လေအိုးမေတော်လက်ဆောင်ဒီတချင်းလေးဆူတောင်းတေးဖေးသချင်းတွေမဟုတ်တော့ဘဲနဲ့ကိုပိုင်တန်ဆင်းနေပေါ့နော်အဲ့ဒါလေးတွေတခွေလောက်ခဲတဲ့ဖေးသချင်းတွေဆိုတာတော့ ပြိဿမများဘူးပေါ့နော်ကိုကိုလှုပ်ချင်တဲ့ style လေးတွေကတသက်ရှိနေတဲ့အခါကျတော့ဥမာဖိတ်စာဆိုတဲ့ခြင်းလေးဆိုရင်အရာလေး EDM လေးပုံစံမျိုးလေးလုပ်ထားတယ်ဒါပေမဲ့အရန်မျိုးကြွနေတာမျိုးကြီးလည်းမဟုတ်ပေါ့နော်အောင်ထွက်ထားတဲ့ရှင်ဘလူလူလဲဆိုရဲအသင်းလေးဆိုအဲ့ဒါကိုပုံစံလေးပေါ့နော်ရှင်ဘလူ အဲကြောင့်ပွဲတွေမှာဆိုလဲဖိစင်းနေဆိုရင်ကိုယ်ချင်းနေဆိုလို့အဆင်မပြေညက်ပြောညက်ပြီးဆိုလို့မပြေဘူးပေါ့နော်မလိုက်ဖက်ဘူးဆိုတဲ့အခါကျတော့ကိုယ်ချင်းနေဆိုပစ်တာနဲဝါတာပေါ့အဲ့လိုဖြစ်တာဖေးကြီးတို့ခေတ်ကကြတော့လေချင်းနေအကုန်လုံးအရန်ကြိုက်တယ်လေဒီလားဖေးကြီးရဲ့နောက်ပြီးတော့ဥခိုင်ထူးပေါ့နော်ကိုယ်တော့အမှန်တိုင်းပြောတာနားထောင်တာပုံများတာကြတော့ဥငှက်တချင်းနေဖြစ်သွားပြီဒီရမလားဖေးကြီးရဲ့ဥငှက်ရဲ့တော့နားထောင်ပြဆုံးပေါ့တချင်းတော်တော်များများတိတယ် အရန်ကြိုက်တယ်ဟိုမနေတော့အချိန်တက်ရတယ်ဖေးကြီးတချင်းနေနားထောင်နေရင်လည်းဥငှက်တခြင်းနေနားမထောင်ခြင်းလေးဦးအဲ့အချိန်မှာဖေးကြီးနဲ့တအားကိုစီးမျောဥငှက်တခြင်းနေနားထောင်ပြီဆိုရဲဆင်ညာဖေးကြီးကိုနားမထောင်ခြင်းသေးအဲ့လိုပေါ့နော်တအားကြီးမျောမျောပြီးတော့လေဟုတ် ဘာတွေကွာလဲဆိုတော့နှလုံးသားတွေတော့ကွာမှာပေါ့နော်ဖန်တီးတဲ့ဆွမ်းအားတွေလည်းကွာလိမ့်မယ်ထင်တယ်ဒီဆရာဆိုင်ခမ်းလေးရေးခဲ့တဲ့သချင်းတွေဆိုလဲစာသားတွေကအရန်ကောင်းတယ်အခုချိန်ကြီးကိုဘယ်လိုပြောရမလဲဟိုဒီလိုစာသားမျိုးဒီလိုတွေးတာမျိုးတွေတိတ်မမြင်အားလောက်တော့ရဲ့အထိပဲပေါ့နော်ဆရာကလည်းတအားတော်တာဟုတ်နော်အဓိကတော့အမအဖေရဲ့အတန်ပေါ့နော်သူ့အတန်နဲ့ life ဖန်နေမှုရောကြီးပေါ့နော်အဲ့ဒါမျိုးကြီးကစဆိုတော့ဟိုသချင်းတွေက အရန်မဲဆွဲလန်းစေတာပေါ့နော်လူတွေကိုဟို ဆွဲလန်းသွားစေတယ်ဒီသချင်းကိုဟိုချိန်ကြသွားလဲဟာငါအဲ့ဒါလေးလေတနေ့ကတစုံစကြရတယ်ပြန်နှားထောင်ခြင်းလိုက်တာဆိုရဲစိတ်မျိုးပေါ့အဲ့ဒါမျိုးဖြစ်စေတဲ့အထီးပဲပေါ့နော်ဥငှတ်သချင်းတွေဆိုရဲဒီလိုပဲအရန်ကြိုက်တာအဲ့လိုအရန်ကိုကြွေပြီးတော့လေအတန်နေပါရောပေါ့နော်ဝေးသွားတဲ့ခါ ောက်ပိုင်းကတော့ကောင်းကြပါတယ်သချင်းတွေဖန်တီးတာဒီနောက်ပိုင်းနေမှာလည်းကောင်းလာကြဟိုထီထီမိမိစကလုံးလေးတွေလည်းဖြစ်လာတာပေါ့နော်ဟိုဖေကြီးတို့ခက်တော့ကသချင်းတွေကကြာတွေးရတာပေါ့တွေးပြီးတော့အဲ့လိုမျိုးစဉ်းစားပြီးတော့ခံစားရတာပေါ့အခုကြတော့ထီထီမိမိပေါ့စကားလေးပြောလိုက်သလိုထီထီမိမိလေးတွေရေးလာကြတယ်ဆိုတော့အခါကျတော့အဲ့လိုမျိုးတော့ကွာခြားမှုတွေတော့ရှိတာပေါ့ ဘယ်သချင်းပဲဖြစ်ဖြစ်လေအဲ့လိုသချင်းကောင်းကောင်းလေးတွေထွက်လာရမ်းပြောအရမ်းကြည့်နေတယ်ဘာဖြစ်လို့လဲဆိုတော့နားထောင်ရလို့လေ